မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရနေအသွေးသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမစင်စင်ပါ။ဒီကနေ့ဒီဇင်ဘာလ10ရက်ဗုဒ္ဓဘူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့မဲဆောက်မြို့မှာပြုလုပ်တဲ့89ကြိမ်မြောက် PP ဆိုင်ယာလူခွင့်ရင်းနဲ့အခမ်းအနားကိုတရားရေးဝန်ကြီးဦးသိန်းဦးတက်ရောက်ခဲ့တဲ့သတင်း အကျန်းဖက်စစ်တပ်ရဲ့တောင်ကိုကေတုမရီလေတပ်စခန်းကိုတရခွန်မမရှော့တုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့တဲ့။တောင်တာမျိုးနယ်တိုက်ပွဲမှာအထိနာခဲ့တဲ့အကျန်းဖက်စစ်တပ်ကနေရင်80ခန်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့တဲ့။ဘကိုးတိုင်းစစ်ဌာနကိုလက်နက်တပ်ဆင်ပေးခဲ့တဲ့တဲ့။နိုဝင်ဘာလအတွင်းအကျန်းဖက်စစ်အုပ်စုတပ်က63ဦးအလင်းဝင်လာတဲ့တဲ့။အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့အတန်တိတ်တပိတ် Silent Strike ဆင်နွှဲခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့နေပဲဖြစ်ပါတယ်ရှင်မဲဆောက်မျိုးမှာပြုလုပ်တဲ့89ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့ခန်းနာကိုတရားရေးဝန်ကြီးဦးသိန်းဦးတက်ရောက်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် ထိုင်းနိုင်ငံမဲဆောက်မြို့မှာဒီကနေ့ပြုလုပ်တဲ့89ကြိမ်မြောက်ပြည်ပဆိုင်ရာလူ့ခွင့်ရေးနဲ့ခန်းနာကိုအမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးသိန်းဦးတက်ရောက်ခဲ့ပါတယ်။လူ့ခွင့်ရေးကြီးညာစာတမ်းကြီးကိုအတိပြုပြဋ္ဌာန်းနိုင်ခဲ့တာ89နှစ်တိုင်ခဲ့ပြီးကမ္ဘာမှာလူ့ခွင့်ရေးရှုထောင့်ဖွံ့ဖြိုးတိုးတက်လာတော့လဲမြန်မာနိုင်ငံမှာတော့လူ့ခွင့်ရေးအခြေအနေကအဆိုးရွားဆုံးအခြေအနေကိုရောက်နေတယ်လို့ပြည်အောင်စုဝင်ကြီးဦးသိန်းဦးကပြောပါတယ်။ ဒီပေါ်မှာသင်ကန်းစာတွေယူပြီးတော့စီလုံးညီညွတ်စွာလူ့ခွင့်ရေးရဖို့ဆောင်ရွက်ရမယ်။နိုင်ငံရေးခြေခံကောင်းတွေတည်ဆောက်ရမှာဖြစ်တဲ့တနည်းအားဖြင့် Federal ပြည်တော်စုစနစ်ကို မဖြစ်မနေတည်ဆောက်မှသာနိုင်ငံရေးရအမခန့်တဲ့လူ့အဖွဲ့အစည်းဖြစ်မယ်လို့ပြည်တော်စုဝင်ကြီးဦးသိန်းဦးကပြောပါရယ်။မြန်မာနိုင်ငံမှာအကြမ်းဖက်ဆဲအုပ်စုဟာလူ့ခွင့်ရေးကိုတံမိုးထအကာအကွယ်ပေးဖို့နဲ့ ဖြည့်စည်ဆောင်ရွက်ပေးဖို့ဆိုတဲ့အစိုးရတရရဲ့တာဝန်ဝတ္တရားတွေကို ပြက်ကွက်ခဲ့ပြီးသူတို့ကိုယ်တိုင်မူဝါဒတွေဥပဒေတွေအမိန့်ညွန်ကြားချက်တွေချမှတ်ကလူခွင့်ရေးချိုးဖောက်မှုတွေကိုရက်ဆက်ကြမ်းကြုတ်စွာကျူးလွန်နေတယ်လို့လူခွင့်ရေးနေအခမ်းအနားတက်ရောက်သူတွေကပြောပါတယ် နိုင်ငံတကာအနေနဲ့အကြမ်းဖက်စစ်အုပ်စုအပါအဝင်လူ့ခွင့်ရေးချိုးဖောက်သူတွေအားလုံးကိုထိရောက်စွာအရေးယူအပြစ်ပေးနိုင်ရင်းနဲ့တိုင်းရင်းသားပြည်သူတွေရဲ့အခြေခံလူ့ခွင့်ရေးတွေကိုကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက်နီလန်မျိုးစုံနဲ့ကုညီဆောင်ရွက်ပေးဖို့လူ့ခွင့်ရေးနေအခမ်းအနားတက်ရောက်သူတွေကတောင်းဆိုလိုက်ပါတယ်ရှင်။ အကျံဖက်စစ်တပ်ရဲ့တာငူကေတူမတီလေတပ်စခန်းကိုတရားခွန်မမရှော့တုံးတွေနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အကျံဖက်စစ်တပ်ရဲ့တာငူကေတူမတီလေတပ်စခန်းကိုဒီဇင်ဘာလ9ရက်ည9:55မိနစ်မှာတရားခွန်မမရှော့တုံး6လုံးနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bridge Warrior for Myanmar PWM ကထုတ်ပြန်ပါတယ်။နယ်မြေခန့်များရဲ့ပြောကြားချက်အရတော်လိုင်းရေးတပ်ဖွဲ့တွေပြက်ခတ်လိုက်တဲ့ရှော့တုံးတွေဟာ တောင်ကူလေအတွက်အတွင်းကိုကြားရောက်ပောက်ကွဲပြီးထပ်ဆင့်ပောက်ကွဲတံများလဲကြားရကြောင်းနဲ့ပောက်ကွဲချိန်နိုင်ဝက်ကြော်ကြောင်းကနအူးကြားသိရတယ်လို့ Bridge Warrior for Myanmar BWM ကတာဝန်ရှိသူတအူးကပြောပါတယ်တိုက်ခိုက်မှုအတွင်းရန်သူဘက်ကထိခိုက်မှုအခြေအနေတွေကိုဆက်လက်စုံစမ်းမေးမြန်းဆဲဖြစ်ပါတယ် ရန်သူစစ်အုပ်စုရဲ့လေတပ်ကိုအမြန်ဆုံးဖြိုခွင်းနိုင်ရေးမှာတော်လိုင်းအချိန်ကြာလာတာနဲ့အမျှအရေးကြီးလာပြီးဖြစ်လို့ PWN အဖွဲ့ဟာနယ်မြေခံမဟာမိတ်တွေနဲ့ပူးပေါင်းကတောင်ကူလေတပ်ရဲ့စီလောင်ကန်တွေကိုအထက်ပြစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတာနဲ့အထက်ထပ်ပိတ်ဆို့ကားစီးပင်မဲ့နယ်မြေခံမဟာမိတ်အဖွဲ့တွေရဲ့အမကန်ကူညီမှုကြောင့်ပြစ်ခတ်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကို Brave Warrior for Myanmar PWM ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Force MKCDF and the Kut People Liberation Force ACPLF တန်အောင်မြောက်ပိုင်းအထူးဒေသ Fighter စားကဲအဖွဲ့တို့သည် KNLA တပ်မဟာနှင့်တပ်ရင်းငားနှင့်ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာပါဆလဘီတောင်တာမြို့နယ်တိုက်ပွဲမှာအထိနာခဲ့တဲ့အကျန်းဖက်စစ်တပ်ကနေရင်80ခန့်ကို မီးရှို့ဖျက်ဆီးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းတောင်သာမြို့နယ်တိုက်ပွဲမှာအထိနာသွားခဲ့တဲ့အကြမ်းဖက်စစ်တပ်ကပြည်သူနေအိမ်80ခန့်ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ပြည်သူကာကွယ်ရေးတပ်မတော်မြင်းကြံခရိုင်အမှတ်3တပ်ရင်းကဒီဇင်ဘာ10ရက်ကထုတ်ပြန်ပါတယ်တောင်သာမြို့ပေါ်ကအကြမ်းဖက်စစ်တပ်ဟာဒီဇင်ဘာ2ရက်ကမကြီးပင်တဲရွာဘက်ကိုအင်အားများပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးတော်လိုင်းပူပေါင်းအဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာရန်သူတပ်ကအထိနာပြီးပဲခင်းကျော်ရွာဘက် စစ်ကြောင်းထိုးဝင်ရောက်ကပြည်သူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။အဲ့လိုမီးရှို့နေစဉ်အတွင်းဒေါ်လာရင်းမဟာမိတ်အဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝင်ရောက်ပစ်ခတ်ခဲ့ရအကြမ်းဖက်စစ်ကြောင်းအထိနာပြီးတောင်သာမျိုးပေါ်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်ဘဲခင်းကျော်ရွာထဲကနေအိမ်80ခန့်အထိမီးရှို့ပျက်စီးခဲ့သလိုတော်လိုင်းရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်သား9ဦးထိသေဆုံးခဲ့ပါတယ်။နိုမာ28ရက်ကတောင်သာမျိုးပေါ်မှာ လက်သေးချင်းမြင်းတီရွာဘက်ကိုအကျန်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာတာကိုသိရှိရတဲ့အတွက် မာမိတ်ဖွဲ့များမှပူးပေါင်းတိုက်ခိုက်ခဲ့ရာမျက်မြင်၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ပြောပါရယ်။အရင်နောက်အကျန်းဖက်စစ်တပ်ဘက်မှတာလွန်အင်အားအများအပြားအသုံးပြုကထိုးစစ်ဆင်ပြီးမြင်းတဲရွာရှိပြည်သူနေအိမ်တချို့ကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါရယ်။အဆိုပါတိုက်ပွဲကိုမြင်းကြံခရိုင်အမှတ်၃တပ်ရင်းမှဒုတပ်ရင်းမှမင်းသားကြီးဦးဆောင်တဲ့စစ်ကြောင်းနဲ့ မဟာမိတ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါရှင်ဆလဗီပဲခူးတိုင်းစစ်ဌာနကိုလက်နက်တပ်ဆင်ပေးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းစစ်ဌာနကိုလက်နက်တပ်ဆင်ပေးရခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေပြန်ကြားရေးကထုတ်ပြန်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေ စစ်စင်ရေးမှုရဲဘော်တင်ဦးမှဘကိုးတိုင်းစစ်ဌာနထံသို့လက်နက်တပ်ဆင်လွှဲပြောင်းပေးရခဲ့တာလို့ဒီဇင်ဘာလ9ရက်မှာထုတ်ပြန်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်စေယုံချုပ်ရဲ့လမ်းညွှန်ချက်တွေနဲ့အညီစစ်စင်ရေးများကိုအချိန်အဟုန်မြင့်ဆောင်ရွက်ဖို့အတွက်အမှတ်နဲ့စစ်စင်ရေးနယ်မြေကုတ်ကဲမှုအောက်ရှိသက်ဆိုင်ရာတိုင်းစစ်ဌာနများကိုလက်နက်တပ်ဆင်ပေးအပ်တာတွေကိုပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်ရှင်။ ိုဘာလအတွင်းကျန်းဖတ်ဆဲအုပ်စုတက်က63ကိုလင်းဝင်လာတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။နိုဘာလအတွင်းကျန်းဖတ်ဆဲအုပ်စုဘက်မှအလင်းဝင်လာတဲ့စစ်သားနဲ့ရင်ပြည်သူစစ်63ဦးရှိပြီးစစ်သုံးဖက်အဖြစ်ဖမ်းဆီးရမိသူ128ဦးရှိခဲ့တယ်လို့ပြည်သူ့ဗန်းနိုင်ငံအထုတ်ပြန်ပါတယ်။အလင်းဝင်ရောက်လာသူတွေထဲမှာစစ်သား62ဦးနဲ့ရဲတပ်ဦးတို့ပါဝင်ပြီးတော့အဲ့ဒီစစ်သား62ဦးထဲမှာ32ဦးကအရမစစ်မှုထံစုဆောင်းခံခဲ့ရတဲ့တပ်သားတွေဖြစ်ပါတယ်။ စကိုင်းတိုင်းမှာစစ်သား၄ဦး၊ရန်ကုန်တိုင်းမှာစစ်သား၃ဦး၊ကရင်ပြည်နယ်မှာ၉ဦး၊မကွေးတိုင်းမှာ၁၀ဦး၊တနင်္သာရီတိုင်းမှာ၁၀ဦး၊ပဲခူးတိုင်းမှာ၂၃ဦး၊မွန်ပြည်နယ်မှာ၁ဦး၊မန္တလေးတိုင်းမှာ၁ဦး၊ကရင်ပြည်နယ်မှာ၁ဦးနဲ့စကိုင်းတိုင်းမှာရဲတပ်သား၁ဦးတို့အလင်းဝင်ရောက်ခဲ့တာပါ။စစ်သုံးမှတ်အဖြစ်ဖမ်းဆီးရမိသူ၁၂၈ဦးဖြစ်ပြီးစစ်သား၁၁၉ဦး၊ပြည်သူစစ်၉ဦးတို့ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့စစ်သား116ဝန်းနဲ့အယောက်30မှာစစ်မှုထံစုဆောင်းခံခဲ့ရတဲ့တပ်သားအသစ်တွေဖြစ်ပါတယ်။ဖမ်းဆီးရမိတဲ့စစ်သားတွေကတော့မကွေးတိုင်းမှာ38ဦး၊စကိုင်းတိုင်းမှာ21ဦး၊မွန်ပြည်နယ်မှာ1ဦး၊ပဲခူးတိုင်းမှာ14ဦး၊တရင်သာရီတိုင်းမှာ42ဦး၊နေပြည်တော်မှာ1ဦးနဲ့ချင်းပြည်နယ်မှာ2ဦးလို့ဖြစ်ပါတယ်။ဖန်စီရမိတဲ့ပြည်သူစစ်ကိုဦးမှာမန္တလေးတိုင်းမှာ9ဦး၊မကွေးတိုင်းမှာ2ဦး၊ကချင်ပြည်နယ်မှာ2ဦးလို့ဖြစ်ပါတယ်။ ဒီနှစ်ဇန်နဝါရီလမှနိုဝင်ဘာလအထိအလင်းဝင်ပူပေါင်းနဲ့လက်နက်ချစစ်သုံးပန်းစုစုပေါင်း2438ဦးထိရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်ရှင်။ပြပဆိုင်ရာလူ့ဝင်ရေးနေ့မှာမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့အတန်တိတ်တပိတ် silent strike ဆင်နွှဲခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့ဒီဇင်ဘာ10ရက်ဟာပြပဆိုင်ရာလူ့ဝင်ရေးနေ့ဖြစ်ပြီးတော့မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့အတန်တိတ်တပိတ် silent strike ကိုဆင်နွှဲခဲ့တာတွေ့ရပါတယ်။အတန်တိတ်တပိတ်မှာပြည်သူအားလုံးပါဝင်နိုင်မှုအတွက်အချိန်ကိုမနက်10:00နာရီကနေညနေ3:00နာရီထိသတ်မှတ်ထားတာပါ။ PPTV ကိုပေးပို့လာတဲ့ဓာတ်ပုံမှတ်တမ်းတွေအရအတန်တိတ်တပိတ် silent strike ကိုရန်ကုန်မန္တလေးမြောက်ရီကနီရွှေဘိုမရပူရစောမုံရွာတီတိန်ဖားကန့်မိုးကုတ်ရေဦးစင်ဖြူကျွန်းအရာတော်ဒီပရင်ဆလင်းကြီး ပခုတ်ကူအစရှိတဲ့မြို့တွေမှာပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကို တွေ့မြင်ရပါတယ်။ငါတို့အတန်ငါတို့တိုက်ပွဲငါတို့အခွင့်အရေးဆိုတဲ့စောင်ပုံးနဲ့အပြည့်ပြည့်ဆိုင်ရာလူအခွင့်အရေးနေ့မှာအတန်တိတ်တပိတ် Silent Strike ကိုပြုလုပ်ခဲ့ကြပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်အမြင့်ဖြတ်ချိန်မုံရင်လူလူဆန္ဒပြပွဲတရင်တွေကိုစူးစစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ရင်မပင်မြို့နယ်မှာအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတွေ့အော်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုမနေ့ကပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရှမ်းမပင်မြို့နယ်မှာနောက်ပြန်မလဲကြီးတီတော်လန်ရေးတပိတ်စစ်ကြောင်းကအတွေ့အော်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျ ဆန္ဒပြတော်လှန်ပြည်သူတွေကဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့တပိတ်မှောင်နဲ့တင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားထဲကနေပဲအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုပ်ဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။